ဝက်ဆက်ကိုင်းကျွန်တော်ဒီနေ့ပြောပြမှာတော့ My Morola ကကမ္ဘာအမေရိကဖြစ်လာတဲ့ comic ကိုပြောပြပေးမှာဖြစ်ပါတယ်။ဒီ comic ရဆိုရင် My Morola က Spider-Man ဖြစ်မလာပဲနဲ့တခြား Marvel hero တွေဖြစ်တဲ့ Thor, Hulk, Iron Man စတဲ့ hero တွေဖြစ်လာတဲ့ comic series တွေတခုဖြစ်ပါတယ်။ကဲစလိုက်ရအောင်ဗျ။ဒီ universe မှာတော့အခြား universe နဲ့မတူဘဲနဲ့ Captain America mission တစ်ခုမှာကမ္ဘာကြီးကိုကယ်တင်ဖို့အတွက်သူ့ကိုယ်သူစတေးလိုက်တယ်။အဲ့ဒီအတွက်ကြောင့်ဒီ universe မှာ Captain America ဆိုတာမရှိတော့ဘူး။ မိုင်းမော်ရယ်ကကပိအမေရိကကိုအားကြရတဲ့သူတူပေါ့သူကဘူလီတာကိုမကြိုက်ဘူးအားနေတဲ့သူတွေကိုလည်းကုညီပေးတယ်ဒါပေမဲ့တိုင်းကြီး၄နှစ်လောက်ကပေါ့မိုင်းမော်ရယ်ရဲ့ဖိနေဦးလေးနဲ့အစိုးရအတွက်စပော့ဆိုရှယ်စီမံကိုဆက်သက်ခဲ့ကြတယ်မိုင်းရဲ့ဦးလေးကစီရံကိုခိုးယူသွားခဲ့ပြီးတော့အင်အားရေကြတာတွေမှာခဏထိုက်ခဲ့တယ်ဒီအချိန်မှာမိုင်းမော်ရယ်ကစားစရာရှာရင်းနဲ့ စူပါဆိုဂျာစီမံကိုရှုမိရတယ်ဒီလိုနဲ့သူကစူပါဆိုဂျာဖြစ်သွားခဲ့တယ်သူ့ရောသူ့အဖေနဲ့ဦးလေးနဲ့ကပိအမေရိကဖြစ်အောင်လေ့ကျင့်ပေးခဲ့တယ်မရှင်တွေလည်းအတူတူကလုံဆောင်ခဲ့ကြတယ်ဒီနေ့မရှင်တခုရဲ့အပြန်မှာသူတို့စီလာတဲ့ဟဲ့ကွန်ပျူတာကိုအပြစ်ခံရပြီးတော့သူ့ဦးလေးကပြုတ်ကြပြီးတိုက်ဆုံးသွားခဲ့တယ်အဲ့တိုက်ဆုံးမှုကသူ့ကိုလူကြီးတယောက်ဖြစ်စေခဲ့တယ် ဒါမိုင်းမော်လာနောက်ကြောင်းပြန်ပြောနေတာဖြစ်ပြီးတော့အခုချိန်မှာတော့သူကစံတက်ခံအဟောင်းတစ်ခုကိုဝင်ရောက်စီးနင်းခံရမယ်ရင်းကြတဲ့အတွက်ရောက်ရှိလာခြင်းဖြစ်တယ်ဒီဝင်ရောက်စီးနင်းမှုကိုဦးဆောင်တာကတော့ပရော်လာဖြစ်ပါတယ်မိုင်းကပရော်လာရဲ့လူကြီးကိုဆက်တင်တိုက်ခိုက်ခဲ့တယ်အဲ့ဒီချိန်မှာမိုင်းကိုစနိုက်ပါနဲ့ချိန်ကြီးကိုခံထားရပါတယ်အဲ့ဒီချိန်မှာပဲဖေကွန်ကဝင်ရောက်ကယ်ဆယ်သွားခဲ့ပါတယ်ဟုတ်ပါတယ်ဖေကွန်ကဖီမေဘာရှင်ပါ ပရော်လာအစာအုပ်ကိုပောက်ခွဲလိုက်ပါတယ်ပရော်လာတို့ကတော့လွမြောက်သွားခဲ့ပါတယ်မိုင်းတို့ကတော့ nifty ရင်းစုတာကိုခံရတော့မှာပါဖေကွန်ကသူတို့ရင်ဆိုင်ခဲ့ရတာအာမန်ဖွဲ့ဖို့ဆိုပြီးတော့ပြောလိုက်တယ် nifty ကတော့မင်းတို့တွေးခဲ့တာပရော်လာဆိုတဲ့သူပဲသူက professional ခြေသားတယောက်ဖြစ်ပြီးတော့သူကနိုင်ငံတကာမှာလူတက်မှုတွေကျွမ်းလာခဲ့တယ်မိုင်းကသူ့ရဲ့တိုက်ခိုက်ပုံတွေကိုကျွန်တော်ရင်းနှီးနေတယ်သူအကောင်းဆုံးလူတွေနဲ့လေ့ကျင့်ခဲ့ရပဲဖြစ်လိမ့်မယ်လို့ပြောခဲ့တယ် nifty ကဒီ operation ကိုခေါင်းဆောင်တာ grace school လို့ခေါ်တယ်သူကမိုင်းလိုပဲ super soldier serum တုံးခဲ့တယ် ဒါပေမဲ့သူ့ရဲ့စီရံမပြည့်စုံတဲ့အတွက်ကြောင့်ဒီလိုရုပ်ဖြစ်သွားခဲ့တယ်။ဒါပေမဲ့သူ့မှာမင်းလိုမျိုးခွန်အားတွေရှိတယ်။နေပါအောင်သူတို့ကဆက်သက်ခံရတယ်ဘာယူသွားရလဲလို့မားရမေးလိုက်တယ်။ဒီချိန်မှာတော့ Nick Fury ကသူတို့ကဂန်ကီးလို့ခေါ်တဲ့ quantum networking မှာ PhD ရတာလည်းလူတူဦးနဲ့ energy source တစ်ခုယူသွားရလို့ ပြောလိုက်တယ်။သူတို့ရဲ့အကြံငါတို့မသိရသေးဘူး။ဒါအတွက်ကြောင့်မင်းရဲ့ခုတောင်းရသူတို့ရှာဖို့ပဲလို့ပြောလိုက်တယ်။ Grace School ရဲ့အကံကတော့ college တရားမှာပစ္စည်းကိုစမ်းသပ်နေတယ်။ဒီချိန်မှာပဲ Grace School နဲ့ pro လာရောက်လာပြီ။ ငါတို့မှာအချိန်မရှိဘူးကံကြီးမင်းတို့လိုအပ်သမျှအားလုံးထောက်ပံ့ပေးတာနော်လွတ်ပြောလိုက်တော့ကံကြီးကတော့အခုငါတို့ကငါတို့မသိတဲ့အစွမ်းအနေနဲ့ပတ်သက်နေရတာဒါကြောင့်မို့ငါတို့ကတီချာဖို့လိုအပ်တယ်လို့ပြောလိုက်တယ်မားကတော့သူ့ရဲ့မိဘရဲ့စကားပြောနေတယ်မားကစကားပြောနေရင်လည်းသူ့လေးကိုမကယ်တင်နိုင်တဲ့တော့ဝမ်းနေတဲ့အကြောင်းပြောပြတယ်မားရဲ့ဖေကမမေးဦးလေးကိုချစ်ပါတယ်ကွာသူ့ရဲ့နှလုံးသားအမှန်ကန်တဲ့ဘက်မှာပဲရှိနေကြတယ်သူ့ကိုမှန်ကန်တဲ့လမ်းပြပေးမှုပဲလိုအပ်ခဲ့တာပါအခုတော့သူ့ရဲ့မတ္တရားတွေကိုတတိယနေဖို့က တို့အကောင်းဆုံးလုပ်နေတဲ့ရာပဲလို့ပြောလိုက်တယ်ဒီချိန်မှာပဲခန်းထဲကိုကော်မလေးတယောက်ဝင်လာခဲ့ပါတယ်မားရတော့သူ့မိဘတွေဘုံကိုတင်းချလိုက်တယ်ပဲကော်မလေးရဲ့မားရနေ့မယ်ငါတို့တွဲနေအောင်မတည်ဘူးလားလို့မေးတော့မားရငါချင်းကောင်းအောင်စောင့်နေတာအခုတော့တပတ်ကျော်လောက်ငါမေပြောတာကိုခံရတော့မှာပဲလို့ပြောလိုက်တယ်ဒီချိန်နေ့ free ဆီကဘုံဝင်လာပြီးတော့ငါတို့ energy ဆွဲနေအောင်တွေးပြီပစ္စည်းက oscor စံသက်ခံတစ်ခုမှလို့ပြောလိုက်တယ် oscor ဆိုတာကတော့ green goblin ဖြစ်တဲ့ normal aspoin ရဲ့ ကုမ္ပဏီတစ်ခုပါဒီလိုနဲ့ဒီပန်နယ်မှာတော့ Brawler တို့ရဲ့နေရာကိုပြထားပြီးတယ်သူတို့က Oscott Love ကိုဝင်စီးနေပါပြီအဲ့မှာသူတို့စတွေ့ရတာကတော့ Symbiotic Robot တွေဖြစ်ပါတယ်စပြီးကြမ်းပါတော့ဟွန်းတေဝရီလားအားကြမ်းမယ်လို့ထင်လာခဲ့တော့တဲ့ရောက်မှသိလိုက်ရတာကတော့သူတို့ယူသွားတာ Cosmic Cube သူတို့ကခြား Universe ကိုသွားဖို့အတွက် Portal ဖွင့်ဖို့လုပ်နေတာပါခုမှ Grace School ရဲ့ Plan ကိုသိလိုက်ရပါတယ်သူ့ရဲ့ Plan ကတော့ခြား Universe လက်နက်တွေကိုဒီ Universe မှာရောင်းဖို့ပါပဲပစ္စည်းတွေတက်ဆင်ပြီးရခါမှာပဲ ကွေအမေရိကကိုရောက်ရှိလာပါပြီကွေအမေရိက Grace School နဲ့တိုက်ပြီးတော့ဖေကွန်က Prowler နဲ့တွေ့ရပါတယ် Prowler ကတော့ဖေကွန်ကိုထင်သေးတဲ့အတွက်ဆပြီးကန်ခံလိုက်ရပါတယ်တောင်ပန်းကဓာတ်နဲ့ပြစ်လိုက်တော့ Prowler ရဲ့ helmet ကိုထိသွားပါတယ်ဒါမဲ့ Prowler ကအငွေဘုံတစ်ခုနဲ့တိုက်ခိုက်လိုက်ပါတယ်ဖေကွန်ကတော့ကြာသွားပါပြီပြီးတော့ Prowler helmet ကိုချွတ်လိုက်တယ်သူကမားရဲ့ဦးလေးပါကပ်ကတော့မတည်သေးပါဘူး။သူက Grace School နဲ့တိုက်ခိုက်နေတော့မှကပ်ကပြောတယ်။ဒီပေါ်တေးကြီးကိုဖွင့်ဘာဖြစ်လာမလဲဆိုတော့ငါတို့မသိနိုင်သေးဘူး။အဲ့ဒီအတွက်ကြောင့်အနေရမ်းများတယ်လို့ပြောလိုက်တယ်။ Grace School ကတော့ ငါတိတာပေါ့ငါပတ်စံနေအများကြီးရမှာငါတိတယ်လို့ပြောလိုက်တယ်ကမ်နက် grade school ကသူတပြန်ကိုတပြန်တိုက်ခိုက်နေတယ်ခွန်အားရလည်းညီမြနေပါတယ် grade school ရဲ့လူတွေကနောက်ကနေတနက်နဲ့ကုပစ်ပေးပါတယ် grade school ကကတ်ကို portal ဖွင့်တဲ့ဆက်ဘက်ကိုမျှခွန်လာတာဖြစ်ပါတယ်သူစနားကိုရောက်တာနဲ့ portal ကိုဖွင့်ပြီးတော့အပြည့်ရှင်းဖို့လုပ်နေတာ grade school ကဂန်ကြီးကိုဆက်ကိုဖွင့်ခိုင်းလိုက်ပါဒါပေမဲ့နောက်က brawler ရောက်လာပြီးကယ်တင်ပေးလိုက်ပါကပ်ကသူ့လေးကိုတွေ့ပါပြီကပ်က play station နေရတယ် helicopter နဲ့တော့ရောဘာဖြစ်ခဲ့တာလဲလူမေးလိုက်တော့သူ့လေးကငါမျိုးမျက်နှာချင်းမဆိုင်ဘူးမိုင်းငါလုတ်ခဲ့တာလည်းမှားနေလို့မှားရဘာပြောနေလဲဦးလေးကွေ ွေတယောက်ကမားနေဆိုရင်တော့အဲ့ဒါကျွန်တော်မားပဲဦးလေးကိုကျွန်တော်မကင်တင်နိုင်ခဲ့တဲ့အတွက်ကြောင့်ပဲပေါ်လာပြောတယ်ကဲတော့ငါစီရန်ကိုငါအတွက်ငါခိုးခဲ့တာဒါပေမဲ့စီရန်မင်းကိုရွေးချယ်တော့ခဲ့တယ်ငါမင်းသားမှရှိနေတာမလားလဲမနာလိုမှုတွေကိုဖြစ်စေတယ်အဲ့မနာလိုမှုတွေမကြီးထွားလာအောင်ပေါ်လာထွက်သွားခဲ့တာဖြစ်ပါတယ်ကောက်ကတော့ပြန်လာခဲ့ပါဦးလေးကပေါ်လာဒီလောက်မလွယ်ဘူးကောင်လေးမင်းဖေကရန်ကောင်းပါတယ်ကွာဒါတော်ထားမှကွန်မန့်ကယူကစွာရန်ကြီးလွန်းတယ်လူတယောက်အသုံးပြုဖို့အတွက်စွာရန်ကြီးလွန်းတယ်ဂရိတ်ကူကိုအသုံးပြုခွင့်မပေးနိုင်ဘူးလို့ပြောလိုက်တယ်ဒီအချိန်မှာပဲဂရိတ်ကူက ထလာပြီးနှုတ်နှစ်ယောက်လုံးကိုတက်ပြစ်မယ်ဆိုပြီးတော့ဘော်တယ်ကိုဖွင့်လိုက်တယ်ဆက်က stable မဖြစ်သေးဘူးဆက်ကိုပိတ်ချမှာဖြစ်မယ်လို့ပြောလိုက်တယ်ပရော့လာကငါတို့ဒီကနေထွက်မှရမယ်ဒီဆက်ကဖြတ်လို့မရဘူးလို့ပြောလိုက်တယ်ကပ်ကလည်းငါ့မှာလည်းမဖြတ်စည်းနိုင်တဲ့အရာရှိရဲဆိုပြီးသူ့ရဲ့အတိုင်းနဲ့ cosmic q ကိုဖြတ်စည်းလိုက်ပါတယ်အဲ့အချိန်မှာပဲမန်းကအခြား universe ကသူ့ရဲ့အခြား hero version တွေကိုမြင်တွေ့လိုက်ရပါတယ် grace 2ကတော့စွန့်ရင်လိုက်နေရိုက်ခဲ့တာကိုခံလိုက်ရပါတယ်ဒီလိုနဲ့အရာအလုံးပေါက်ပွဲသွားခဲ့တယ်သတိပြန်ရလာတော့ ကပ်ရဲ့ဖေကွန်ရဲ့ဂန်ဂီယအသက်ရှင်ခဲ့ပါတယ်။သူလေးကဂန်ဂီကိုကယ်ပေးတဲ့အတွက်ကြောင့်ဂန်ဂီအသက်ရှင်ခဲ့တာပါ။သူလေးကဂန်ဂီကိုကယ်ပေးပြီးချင်းပဲထွက်သွားခဲ့တယ်။ဂန်ဂီရဲ့ကပ်ပြာတော့သူတို့မြင်လိုက်ရတဲ့မာယာချာဗာရှင်တွေကြောင့်ပြောနေပါတယ်။ဂန်ဂီကတော့တလုံးနဲ့ရှိတဲ့ Cosmic Q ကဖြစ်စည်းခံလိုက်ရတဲ့အတွက်ဟိုတယ်ကိုထပ်ဖွင့်လို့မရတော့ဘူးလို့ပြောလိုက်တယ်။ကပ်ကတော့သူရှိပျက်စီးသွားတဲ့အတွက်အဆင်မကောင်းဖြစ်နေပါတယ်။သူတို့လည်းလာခဲ့သွားပါပဲ။ခဏလောက်ကြာတော့သူလေးကပုံတဲ့နေရာနေထွက်လာပါတယ်။ပြီးတော့ cosmic curia အစိပ်ပိုင်းတစ်ခုကိုတွေ့ရှိသွားပါတယ်နောက်တော့ border ကိုဖွင့်ပြီး chain river တွေကိုသွားတာမြင်တွေ့ရတော့မှာပါဒီ comic ကဒီမှာပြီးပါပြီနောက်ထပ်အဆက်တည်ရှိသေးရမလို့နောက်တော့ကျင်နေဆိုရင် like and subscribe comment လေးရေးပေးခဲ့ပါဦးဗျကျေးဇူးတင်ပါတယ်ဗျ